Harry Potter ဆိုတာကျွန်တော်တို့ဟို generation အတွက်တော့နှစ်နဲ့ချီပြီးတော့စောင့်ခဲ့ကြည့်ခဲ့ကြတဲ့ကားကြီးကို Harry Potter fan တိုင်းရဲ့တကယ် favorite character ပေါ့နော် Severus Snape ဆိုတာကျွန်တော်တို့ Harry Potter fan တိုင်းဘယ်လိုပြောမလဲလူတိုင်းချစ်တဲ့ character အဲ့ဒီ character ကြီးကိုဒီလိုမျိုးဟိုလူမဲနဲ့အစားထိုးတာကြီးကတော့ဘလို့မှအဆင်မပြေဘူးပေါ့နော်ကြည့်ရတာဟို fan တယောက်အနေနဲ့လည်းတော်တော်အောင့်ငနဲ့ဖြစ်သွားတာပေါ့တော်ပါပြီကွာကိုယ့်ဘာသာကိုဒီ series ကြီးမဲ့စားတော့အရှိရရုပ်ရှင်ပဲပြန်ကြည့်တော့မယ်ဆိုပြီးဖြစ်သွားတာ ကျွန်တော် Harry Potter fan ပေါ့နော်ကျွန်တော် Harry Potter ရဲ့ hardcore fan ဆိုတော့ဟို Harry Potter ဟို series နေနဲ့ reboot ပြန်လုပ်မယ်ဆိုတော့အချိန်မှာတော်တော်လေးမျော်လင့်တယ်အဲ့မှာမှတစ်ခါထပ်ပြီးတော့အရှိရနေပြီးတော့ဟိုရုပ်ရှင်မှာမပါတဲ့ဇာဝင်ကန်းတွေပေါ့နော်ဝိတ္ထုမှာပါပြီးတော့ရုပ်ရှင်မှာဖြုတ်ချခဲ့တဲ့ဇာဝင်ကန်းတွေကိုပါပြန်ထည့်မယ်ပြည့်ပြည့်စုံစုံကြည့်ရမယ်ဝိတ္ထုတိုင်းကြည့်ရမယ်ဆိုတော့အချိန်မှာတကယ်တကယ်မျော်လင့်တယ်ကျွန်တော်လိုပဲ Harry Potter fan တွေအကုန်လုံးလည်းမျော်လင့်ကြလိမ့်မယ်လို့ထင်တယ် ဘာလို့ Harry Potter ဆိုတာကျွန်တော်တို့ဟို generation အတွက်တော့တကယ်ကိုဘယ်လိုပြောမလဲနှစ်နဲ့ချီပြီးတော့စောင့်ခဲ့ကြည့်ခဲ့ကြတဲ့ကားကြီးကိုဆိုတော့ကျွန်တော်ကိုယ်တိုင်လည်း Harry Potter fan Harry Potter အရင်ယူတာဆိုတော့အဲ့ဒါကို reboot ပြန်လုပ်မယ်ဆိုတဲ့အချိန်မှာတကယ်မျော်လင့်တယ်အဲ့မှာ main card တွေရှိတာပေါ့ main card တွေထဲမှာမှ Harry Potter fan တိုင်းရဲ့တကယ် favorite character ပေါ့နော် Severus Snape ဆိုတာကျွန်တော်တို့ Harry Potter fan တိုင်းဘယ်လိုပြောမလဲလူတိုင်းချစ်တဲ့ character အဲ့ဒီ character ကြီးကိုဒီလိုမျိုးဟိုလူမဲနဲ့အစားထိုးတာကြီးကတော့ဘလို့မှအဆင်မပြေဘူးပေါ့နော်ကြည့်ရတာဟို fan တယောက်အနေနဲ့လည်းတော်တော်အောင့်ငနေဖြစ်သွားတာပေါ့အရှိန်မှတော့ rumor တွေထွက်တယ်ဒါပေမဲ့အဲ့လိုမျိုးကြီးတကယ်လှုပ်ချလိုက်လိမ့်မယ်လို့တော့မထင်ဘူးအခုကတကယ် officially cast လိုက်တာဆိုတော့ဘာပြောလို့ပြောမှန်းတော့မသိတော့ဘူးကျွန်တော်လိုပဲ Harry Potter fan တွေအကုန်လုံးလဲအဲ့ဒီခံစားချက်မျိုးရလိမ့်မယ်လို့ထင်တယ်ဒီ snape နေရာမှာဒီလူမဲတယောက်ကိုတုံးလိုက်တာကြီးကတော့ racist မဟုတ်ဘူးဗျာဒီလားလူမဲကိုတခြား character ထည့်လို့ရတယ်ဗျာဒီဝိတ္ထုထဲမှာရေးထားတဲ့ snape နဲ့ဒီလူမဲနဲ့ဘယ်လိုမှအဆင်မပြေဘူးလေ JK Rowling ရေးထားတာ snape ကလူမဲမဟုတ်ဘူးဒီလား snake snake ကိုသူပုံဖော်ထားတဲ့ပုံစံကအရှိရ Alan Rickman နဲ့တပုံစံနဲ့ပဲဟိုဘယ်လိုပြောမလဲအစားထိုးလို့မရဘူးဗျာဒီလား Harry Potter fan တိုင်းရဲ့တကယ် favorite character favorite သရုပ်ဆောင်ကြီးအဲ့ဒီအရာကြီးကိုအဲ့လိုမျိုးဟိုလူမဲနဲ့ကစားကြတော့ ဒီဒီ interview อ่ะအခုဒါကျွန်တော် Harry Potter fan တယောက်အနေနဲ့ဖြေနေတာပါเนาะဟို director ညုံမင်းလေးဆိုတာလေးမိထားပြီးတော့ Harry Potter fan တယောက်အနေနဲ့ fan ချင်းချင်း discuss လုပ်တယ်လို့မျိုးဖြေတာပါဘလို့မှလက်မခံနိုင်ဘူးဗျာဒီ Aran Rickman နေရာကိုဒီလူမဲတယောက်ထည့်သုံးတာတော့ဖြစ်သွားတယ်အဲ့လိုဖြစ်သွားတာတော်ပါပြီကွာကိုယ့်ဘာသာကိုဒီ series ကြီးမဲ့စားတော့အရှိရရုပ်ရှင်ပဲပြန်ကြည့်တော့မယ်ဆိုပြီးဖြစ်သွားဟိုအချိန်မှာတို့ ကားစေရွေးနေတာတွေဖတ်ရတယ်ဗျာ Dumbledore ရွေးလိုက်ပြီးတော့ McGonagall ရွေးလိုက်ပြီးတော့ဘာလို့ဖတ်ရတယ်အဆင်ပြေနေသေးတယ်ဒီလား McGonagall ဆိုရင်ဘာပြောဟိုအမိုက်တယ်ဟာဆိုပြီးတော့ဖြစ်သေးတယ်ဒီ Snape နေရာကိုယူဒီလိုလူမဲတယောက်သုံးတဲ့ idea ကတော့ဗျာကျွန်တော်လိုပဲတကယ်ပါလုံးက Harry Potter fan တွေလည်းခံစားရလိမ့်မယ်လို့ထင်ပါတယ်တေးညာတာကတော့ကြည်တာတော့ကြည်ပြအောင်မယ် Harry Potter ဆိုတဲ့တန်ရုံးစင်နဲ့တော့ကြည်ပြအောင်မယ်ဒါပေမဲ့ဘယ်လိုပြောမလဲ ဟိုမျောလင့်ပြီးကြည်တာမျိုးတော့မဟုတ်တော့အေးထွန့်ကြည့်မယ်ကွာဆိုတာတော့ပဲဖြစ်သွားတော့တယ်။ဘာလို့လဲဆိုတော့ favorite character ကြီးတစ်ခုလုံးပျက်စီးသွားတယ်လို့ခံစားရတယ်။ Harry Potter fan တိုင်းတကယ် Potter head style ကဒီဘယ်လိုပြောမလဲ turn to page 394ဆိုတဲ့စကားရဲ့ always ဆိုတဲ့စကားရဲ့အဲ့ဒါကျွန်တော်တို့ခေါင်းထဲမှာရှိထားပြီးသားကြီးတိလားဒီသပင်ပုံစံနဲ့ဒီလူပုံစံဒီလူကြီးကိုမျက်စိထဲမှာမြင်ထားပြီးသားကြီးကျွန်တော်တို့ကားဟောင်းတွေအတူတူစုပြီးကြည့်ကြအောင်လို့ပြောချင်ပါတယ် ကားဟောင်းတွေအဲ့လိုစုပြီးတော့ကျွန်တော်တို့ border head စီ Harry Potter fan တွေကျွန်တော်တို့အတူတူစုပြီးတော့အဲ့လိုအရင်တော့အဲ့လိုမျိုးအရင်တော့ကားတွေအတူတူပြန်ကြည့်ကျင်တယ်လို့လည်းပြောကျင်ပါတယ်